မင်္ဂလာပါခင်ဗျာရွှေရံကုန်ရဲ့အော်တိုဘာလ18ရက်နေ့အတွက်ထူးထူးခြားခြားပြည်တွင်းသတင်းများအစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မဲခေါင်လန်ချန်6နိုင်ငံကြားဖြန့်ပူးတွဲတိုက်ဖြတ်ရန်သဘောတူဆိုတဲ့သတင်းပဲဖြစ်ပါတယ်မဲခေါင်လန်ချန်ဒေသနိုင်ငံများဖြစ်တဲ့တရုတ်ကမ္ဘောဒီးယားလာအိုမြန်မာနဲ့ထိုင်းဗီယက်နမ်တို့အကြားကြားဖြန့်လို့လူသိများတဲ့နိုင်ငံဖြတ်ကျော်တယ်လီကွန်နဲ့အွန်လိုင်းလေလံမှုများကိုပူးတွဲတိုက်ဖြတ်ရေးအရှိန်မြင့်တင်ရန်သဘောတူခဲ့ကြောင်းထုတ်ပြန်ပါတယ်တရုတ်နိုင်ငံကုမင်းမြို့မှာနိုဝင်ဘာလ14ရက်နေ့ကမဲခေါင်ဒေသများကြား ပထမအကြိမ်အဖြစ်အွန်လိုင်းလိမ်လည်မှုပူးပေါင်းတိုက်ဖျက်ရေးဝန်ကြီးအဆင့်အစည်းအဝေးပွဲကျင်းပကဆက်သွယ်ရေးစနစ်နဲ့အွန်လိုင်းတို့ကိုအသုံးပြုပြီးလိမ်လည်သောမှုကိန်းများတိုက်ဖျက်ရေးနဲ့ဆက်လင်း၍နိုင်ငံတကာမဟာမိတ်အဖွဲ့ပူးတွဲတည်ထောင်ရေးအွန်လိုင်းလိမ်လည်မှုလုံခြုံသောနေရာများအားရှင်းလင်းဖယ်ရှားရေးနဲ့ပြည်နယ်လွှဲပြောင်းမှုများတိုးမြှင့်ပြုလုပ်ရေးအွန်လိုင်းလိမ်လည်မှုအဓိကနေရာများအားပူးတွဲထိန်းချုပ်ရေးစတဲ့ခေါင်းစဉ်၃ခုဖြင့်ဆွေးနွေးကြကြောင်းသိရပါပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံချင်းမိုင်မြို့နယ်ကက်ချနာပူရီခရိုင်မှာ တရားမဝင်မြန်မာနိုင်ငံသား38ဦးဖမ်းဆီးခံရဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ထားနိုင်ငံချင်းမိုင်မြို့နယ်ကက်ရှနာပူရီခရိုင်မှာတရားမဝင်မြန်မာနိုင်ငံသား38ဦးဖမ်းဆီးခံရကြောင်းထိုင်းနိုင်ငံမှလာတဲ့သတင်းများအရသိရပါတယ်။နိုဝင်ဘာလ16ရက်နေ့နံနက်ပိုင်းကချင်းမိုင်မြို့မှာဗန်ကောက်မြို့သို့တက်လာတဲ့အမြန်လမ်းမှာရှမ်းလူမျိုးတဦးမောင်းနှင်လာသောကားတစ်စီးအားရက်တန့်စစ်စီးအားအထောက်ထားအပြည့်စုံမပါတဲ့မြန်မာနိုင်ငံသား9ဦးကိုဖမ်းဆီးရရှိခဲ့ကြောင်း မြန်မာနိုင်ငံသားများမှာချင်းပိုင်ဘန်ကောက်မြို့သို့သွားရောက်အလုပ်လုပ်ကြရန်တဦးလျင်ထိုင်းဘက်900ပေးရွေသွားလာစဉ်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းသိရပါတယ်ဖမ်းဆီးရရှိတော်တရားမဝင်မြန်မာနိုင်ငံသား38ဦးကိုထိုင်းအာဏာပိုင်များကနိုင်ငံအတွင်းတရားမဝင်ဝင်ရောက်မှုဖြင့်ဖမ်းဆီးစစ်ဆေးအမှုဖွင့်ထားကြောင်းသိရပါတယ်ခင်ဗျာ